United ရဲ့တန်းကားဆယ်တန်းပြတ်မှတ်ချက်ပွင့်ကိုကြားဖြတ်ခေါ်ယူဖို့အသင်းဖြစ်နေတယ်လို့ပါဘူး။ဗရိတ်သမားလုံးမဲမင်လာပါခင်ဗျာ။ဒီကနေ့ဖော်ဘောရှိုးစီစဉ်ကနေပြန်လည်ကြိုဆိုလိုက်ပါရင်လီဗာပူးအသင်းရဲ့နေပြအန်ဆလော2025နေရာသီအပြောင်းရွှေ့ရဲ့ပထမဆုံးခေါ်ယူမှုအဖြစ်မန်ချက်စတာယူနိုက်တက်အသင်းရဲ့ပြတ်မှတ်ကစားသမားတစ်ယောက်ကိုခေါ်ယူဖို့အစီအစဉ်ဖြစ်နေကြောင်းသိရပါရင်ဒိုင်ဂလိုင်းနေရာကိုအစားတော့ဝင်ရောက်လာခဲ့တဲ့အန်ဆလော်ဟာလီဗာပူးကိုအထိုင်မပြတ်အောင်ဆွမ်းဆောင်ထားနိုင်ခဲ့ပြီးပရီးမီယာလိအမှတ်ပေးစရာကိုလည်းဥဆောင်ထားနိုင်ခဲ့တယ်လို့ဒီနေ့ညမှာလည်းကာရာဘောင်းဖလားဖိုင်နယ်အဖြစ်နယူကာဆယ်အသင်းနဲ့ရင်ဆိုင်သွားရမှာဖြစ်ပါရင် အဖိနဲ့ပွဲဥထွက်ရာသီမှာပဲအောင်မြင်မှုတွေများစွာရယူနိုင်ခဲ့တဲ့အန်စလော့အနေနဲ့လာမယ့်ရာသီမှာအသင်းကိုပြုပြင်ပြောင်းလဲမှုတွေပြုလုပ်သွားဖို့အတွက်လူရင်းအဖြစ်တည်မှုတွေလုပ်ဖို့လိုအပ်နေမှာဖြစ်ပါရင်ဒါအပြင်လဘောအသင်းရဲ့အဓိကကစားသမားတွေဖြစ်တဲ့မိုဟာမက်ဆာလက်ဘာချယ်ဗန်နိုက်နဲ့အလန်ဆန်နာအာနိုတို့ဟာလည်းစာချုပ်တက်တန်းကုံဆုံးတော့မှာဖြစ်ပြီးလက်ရှိအချိန်ထိအဖိမှာဆက်ရှိမရှိကိစ္စနဲ့ပတ်သက်ပြီးရေးရာရာမရှိသေးတာကြောင့်အန်စလော့အနေနဲ့တေချာပေါအလွန်ရအဖြစ်တည်မှုတွေပြုလုပ်သွားရမှာဖြစ်ပါရင် လက်ရှိချိန်မှာအာနိုကိုခေါ်ယူရီယယ်မက်ထရီအသင်ကစိတ်ဝင်စားနေပြီတိုင်းစင်မမိုဟာမက်ဆာလန်နဲ့ကန်ဆယ်မိုဖာဂျယ်ဗန်ဒိုက်တို့ရဲ့အနာဂတ်ဟာလည်းမသေးချာမီရအနေထားနေဖြစ်နေခဲ့ပါရင်လဘောအသင်ဟာပြီးခဲ့တဲ့ဂျာယန်အတုံးကချန်ပီယံလိ16သင်းအဆင့်ရှုံးတွယ်ဒုတိယအကြော့မှာ PSG ကိုရှုံးနေခဲ့ပြီးတဲ့နောက်ပြိုင်ပွဲကနေထွက်ခွာခဲ့ရပြီဖြစ်ပါရင်ဒီဘောင်းသင်းဟာလာမယ့်နွေရာသီမှာကွင်းလယ်ပိုင်းကိုအဓိကအင်အားဖြင့်တင်းသွားဖို့စီစဉ်နေပြီးအဲဒီထဲမှာ United အသင်းရဲ့ပြင်းမှတ်ချက်ဝင်ကစားသမားဒူလည်းပါဝင်နေပါတယ် လက်ရှိ United အကွင်းလယ်မှာ Graven Pressure မနေ့အများဆုံးကစားထားတဲ့ကစားသမားဖြစ်ပြီး Graven Pressure နဲ့တွဲကစားဖို့အတွက်ဘုအသင်းရဲ့အကွင်းလယ်ကျယ်ဝင်းဂေါကောမတ်ကိုခေါ်ယူဖို့အတွက်ပေါင်သန်း90ဝန်းကျင်တဲ့သဘောတူညီမှုရရှိခဲ့ပြီလို့လည်းသိရပါတယ်။ Joe Gomez ကို United အသင်းဟာကာလရှည်စောင့်ကြည့်နေခဲ့ပြီးနောက်မဲ့နေရာဒီမှာခေါ်ယူသွားဖို့အတွက်ပြင်မဲ့ထားနေရတာနဲ့ Anslot ရဲ့တဘောအသင်းကလက်ဦးမှုရယူနိုင်ခဲ့တာဖြစ်ပါတယ်။မာဆေးဒိုင်းကလပ်ဟာဂျိုဂိုစပတ်ကို United အသင်းနဲ့အပြိုင်ဆိုင်ခေါ်ယူရဝယ်ရှိနေပေမဲ့လက်ရှိ United အသင်းရဲ့အနေထားဟာ ပရီးမီးယားလည်းပီအက်စာအစည်းအမြင်နဲ့ညီဆွနေတဲ့နေသားတွေဖြစ်နိုင်တာကြောင့်လူပါဘုအသင်းကအသာရသွားခြင်းလည်းဖြစ်ပါတယ်။နီးပြားရိုဘင်အမ်မော်ရီယားလည်းလာမယ့်နေရာဒီမှာအသင်းကိုပြုပြင်ပြောင်းလဲမှုတွေပြုလုပ်သွားဖို့ပြင်မှတ်ထားပြီးဂျိုကုန်းဖက်ကိုသူတို့ရဲ့အဓိကပြင်မှတ်ကစားသမားတူအဖြစ်ထည့်သွင်းထားတာလည်းဖြစ်ပါတယ်။ဂိုမန်အား2023ဇန်နဝါရီအပြောင်းရွှေ့မှာဖလာမင်ဂိုအသင်းကနေပြီးတော့ဝုတ်အသင်းကိုပေါင်တန်း 30ဝန်းကျင်နဲ့ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီးပရီးမီးယားလိမ်းနဲ့လှင်မြန်ပဲအသားကျလာခဲ့တာဖြစ်ပါရင်အသက်24နှစ်အရွယ်ဘာဇီကင်းလက်ကျဲဝင်းဟာဘောလုံးကိုကောင်းစွာထိန်းချုပ်နိုင်အောင်သာမကအသင်းရဲ့ကစားကွက်ဖော်ဆောင်ရမှာအဓိကကျရတဲ့နေရာတစ်ခုကနေပါဝင်နေခဲ့တာဖြစ်ပါရင်အန်စလော့ကလမောင်းနီးပြဘရောင်းဆုံးရာသီမှာဂျပန်နဲ့အသင်းကနေချင်းစာတယောက်ထဲကိုသာခေါ်ယူခဲ့ပြီးဗလင်စီယာအသင်းရဲ့ကိုယ်တော်မှ ဂျော်ဂျီမာမာစတာရှိပါကတော့ရာသီအကုန်မှာလေပေါင်းတင်းနဲ့လာရောက်ပူပေါင်းသွားမှာဖြစ်ပါရင်ဒါပေမဲ့လည်းအန်စလော့ဟာလေပေါင်းတင်းကိုပုံစံကောင်းနေရရှိအောင်စွမ်းဆောင်ပေးထားနိုင်ခဲ့ပြီးပရီးမီးယားလိမ်မှာလည်းဒုတိယနေရာကအာဆင်နယ်အသင်းကို15မှတ်တီဖြတ်ပြီးအမပေးစရာကိုဥဆောင်ထားနိုင်ခဲ့တယ်လို့ချန်ပီယံလိမ်မှာလည်း16အသင်းရှုံးတွဲအဆင့်ထိတက်ရောက်ထားနိုင်ခဲ့တာဖြစ်ပါရင်ဒါပေမဲ့လည်းလေပေါင်းတင်းရဲ့အဓိကပြဿနာကတော့လွင်ရမလုံလောက်မှုလို့ပြောမှာဖြစ်ပြီးလာမယ့်ရာသီမှာဆာလက်ဗန်ဒိုင်းအာလိုးစာထပ်မံထွက်ခွာသွားမယ်ဆိုရင်အာနီစလော့ရဲ့အသင်းမှာတိုက်စစ်မှုခံစင်မှုနဲ့ဖူးဘက်တွေမှာထပ်မံဖြည့်တင်ရတော့မှာဖြစ်ပါရင် ဘာပဲလို့လို့ချွေးထွက်များပြီးချွေးနဲ့ပြေးနေတာတားရီတော့ကတော့ AC ပဲ AC roll နဲ့ဆိုရင်တနေ့လုံးမွေးရက်နဲ့စွဲနေမှာတော့အသေးကြပဲဗျချွေးနဲ့ပြေးနဲ့လှုပ်ရှားမှုတိုင်းပဲ AC roll one